ဒါကတော့အင်းစိန်ထောင်ပါဒီအင်းစိန်ထောင်ကြီးကိုကောင်းကင်ဓားပုံတွေကကြည့်ရင်ရှေးဟောင်းတိုက်ကနာယီပုံတရံတွေ့ရပါလိမ့်မယ်အဲ့ဒီအင်းစိန်ထောင်ရဲ့တမိုင်းကဒီလိုပါအင်္ဂလိပ်တွေမြန်မာတိုင်းနိုင်ငံလုံးကိုသိမ်းပိုက်ပြီးတဲ့နောက်၄နှစ်ကြာ1889မှာအင်းစိန်ထောင်ကိုစားဆောက်ပါတယ်။အင်းစိန်ထောင်နေရာအရင်ကဆိုတော်ကြီးဖြစ်ပါတယ်။ အဲ့ဒီမြေနေရာကိုအင်္ဂလိပ်ကမူလပိုင်ရှင်တွေကိုရောကျေးပေးရယူခဲ့တာဖြစ်ပါတယ်။အင်္ဂလိပ်တွေကအင်းစိန်ထောင်ကိုလုံခြုံရေးအတွက်အုတ်ယိုးနှစ်ထပ်နဲ့တည်ဆောက်ပါတယ်။အုတ်ယိုးအထဲမှာတော့အချင်းသားတွေအတွက်ဆောင်း၊ဝင်ကျန်းတွေအတွက်ဆောင်း၊စပ်ဖို့ဆောင်းဒီလိုအဆောက်အုံတွေပါဝင်ပါတယ်။ထောင်ကြီးရဲ့လက်တက်ထဲမှာတော့63ပေအမြင့်ရှိတဲ့ဗဟုမြောင်စင်ရှိပါတယ်။အင်းစိန်ထောင်ကိုအင်္ဂလိပ်က3နှစ်ကြာတည်ဆောက်ပြီး1892ခုနှစ်ကျဖွင့်လှစ်ခဲ့ပါတယ်။ ဂျပန်ခေရောက်တဲ့အခါမှာဂျပန်တွေကအင်းစိန်ထောင်ကိုလက်နက်တိုက်အဖြစ်အသုံးပြုခဲ့ကြပါတယ်။ဒုတိယကမ္ဘာစစ်ပြီးချိန်1946မှာတော့အင်္ဂလိပ်တွေက ထောင်အဖြစ်ပြန်လည်အသုံးပြုခဲ့ပါတယ်။အခုဆိုအင်းစိန်ထောင်ရဲ့တပ်တန်းကနှစ်ပေါင်း130ကျော်နေပါပြီ။ဒါအပြင်မြန်မာနိုင်ငံရဲ့အကြီးဆုံးထောင်အဖြစ်ဆက်လက်အသုံးပြုနေကြဆဲဖြစ်ပါတော့တယ်။